တားတို့ကကြောက်ပါတယ်ဆိုဖြည်းဖြည်းချောက်တယ်အကြတော့တားတို့ကဘယ်လိုပြောရတော့မလဲကြောက်တာဟာကြီးကိုနော်ကြောက်ပါတယ်ဆိုမှမင်းတို့ကဖြည်းဖြည်းချောက်တယ်ကွာဟမ်ညီမအရင်အမေရိကန်မှာကြားနာလိုက်နော်အခုတခါကုလတက်မကမှဘာဖြစ်တယ်အစိုးတင်တွင်းလိုက်လုံနေကြတာလုံနေကြကြီးစမ်းဘာလဲ FBI ကိုထိုင်းလွှတ်လိုက်ဟုတ်လားငါတို့ကဘာလုပ်ကြလို့ကြားမလို့ဟမ်ဟမ်ဘာဖြစ်ကုန်ပြီလဲအခုဘယ်ပြည့်လို့ပြည့်ရမှန်းလည်းမသိတော့ဘူးနော်အကြတော့အကြတော့ဆိုတော့ဒီမှာအကြတော့မရတော့ဒုက္ခတွေရောက်နေပြီဘယ်လိုလုပ်ကြမလဲ အဲအောက်ကဘောမတွေကဘူမနီဘာမနီနဲ့စောက်ကြီးမြောက်ပေးနေတာအပေါ်မှာချီးထွက်တဲ့ကောင်နဲ့တင်းထွက်တဲ့ကောင်နဲ့ဖြစ်ကုန်ပြီဘယ်လိုလုပ်မလဲအခုလည်းဒီနေ့မှာကုလတက်မကမှာတဲ့အစိုးတင်တွင်းနေတဲ့ဟမ်ကျွန်တော်ပြောမယ်တိုက်ဆိုင်နေနိုင်ငံရေးဆိုတော့တိုက်ဆိုင်နေရှိလားဟုတ်တယ်နော်အမေရိကန်ကအမျိုးသားအကျိုးစီးပွားကိုထိခိုက်တယ်သူတို့နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုထိခိုက်တယ်ဆိုတဲ့စကလုံးကိုအော်ပြီဆိုတဲ့ကအလကားထပြောတာမဟုတ်တိလမင်းတို့ကမင်းတို့ KK ပိုက်ကြီးကိုဘုံပဲခွဲလို့မကလို့ ငနေအညာအိမ်လေးကိုလုံနေအပြောင်ပဲဖြောက်အောင်မရတော့တိလား KK ဘောက်ဘာဖြစ်လို့ဘုံဝဲကြီးဖြဲ့ရတယ်ဒီဘီလန်ရုကမော်ဒယ်အပါဝင်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလူမောင်ကိုကလီသာတွေထုတ်ခွဲထားတယ်ဆိုတာတောင်းတောင်းဆရာဝင်လုံလို့ရတာမဟုတ်လူတယောက်ကနှလုံးကိုခွဲမယ်နှလုံးအစားထိုးရအောင်တောက်ကက်ခွဲမယ်တောက်ကက်အစားထိုးရအောင်တောင်းတောင်းအောင်ခွဲစိတ်တတ်တဲ့ဆရာဝင်အစင့်အောင် လုံလို့မရဘူးအဲ့ဒါလေ ုတ်တယ်မလားတပ်ပလိုက်ဖြတ်ပလိုက်လီးတာမဟုတ်ဘူးလေလူတွေကအောင်ခွဲတာမဟုတ်ဘူးလေတောင်းတောင်းယောဂအောင်ခွဲခုတာမဟုတ်ဘူးလေကလီစာတွေထုတ်ရောင်းဖို့အစားထိုးဖို့ခွဲတယ်ဆိုတာတာမန်ဒေါက်တာအဆင့်ရတယ်အဲအဲ့လိုဟာတွေတောင်မှမွေးပြီးတော့ဒီကြားပြန်နေလှုပ်ထားတယ်ဆိုတာဒီ KK ပတ်ကြီးကိုဘုံခွဲဖြတ်လိုက်တာဘောက်တာတက်တဲ့ဖြတ်တာဘလောက်ပဲဖြစ်ဖြစ်အမေရိကန်ဆိုတာပိုင်မလှုပ်တာအခုတွတ်တော်အမတ်တရဒါဒါလုံးစီးနေမှာပါတယ်ဟုတ်နော်စီးနေပါပြီဆိုရင်တော့တကယ်ဖြစ်ပြီနော် တော့လွတ်တော်မတ်တွေကအမေရိကန်ဆိုးရွားကိုတိုက်တွန်းတယ်အခုတခါကုလသမဂ္ဂမှာအစိုးတင်တွင်းတယ်ဒီမူကြမ်းကိုလက်ခံလိုက်တယ်ဒါတွေကတိုက်ဆိုင်နေတာမဟုတ်ဘူးတိလားအဲ့တော့ကံကောင်းတယ်ဆိုလို့ရှိရင်တော့ဂျိုးစင်ပေါ့နော်ကုလသမဂ္ဂမှာအစိုးတင်တွင်းတဲ့တင်းလေးကျွန်တော်ဖတ်ပြပါမြန်မာစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲတွင်လူခွင့်ရေးချိုးဖောက်မှုများရှိနေခြင်းကြောင့်မြန်မာပြည်သူများပါဝင်နိုင်စေသည့်အခြေအနေမရှိ၍တန့်ွက်ချုံ့ချရန်ဆိုတော့အချက်ပါဝင်မြမအရေးအတွက်အစိုးမူကြမ်းတရက်ကိုကုလတမကပဲအတီးပြုတ်လိုက်ကြောင်းတည်ရတယ် နိုဝင်ဘာလ19ရက်နေ့အမေရိကန်ပြည်ထောင်စုကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သောအကြိမ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံတတိယကော်မတီတို့တင်သွင်းသည့်မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားလူနည်းစုများ၏လူ့ခွင့်ရေးအခြေအနေခေါင်းစဉ်ဖြင့်အစိုးမူချက်အေမြင့်ဆောင် C 3မြင့်ဆောင်8 3ရမြင့်ဆောင် L 32မြင်းဆောင် REV1 IV တစ်ကိုတက်ရောက်လာတဲ့အဖွဲ့ဝင်နိုင်ငံများကမဲမခွဲပဲတူညီဆန္ဒဖြင့်အတီးပြုတ်လိုက်ခြင်းဖြစ်ကြောင်းသိရတယ်ကဲ့ ကုလသမဂ္ဂနှင့်အတည်ပြုလိုက်သောအစိုးမူကြမ်းတွင်မြမစေအုပ်စုကပဋိပက္ခများမြင့်တက်နေသည့်ကာလ၌တူယောင်ရွေးကောက်ပွဲကျင်းပရန်ရည်ရွယ်သည့်အပေါ်အလွန်အမင်းစိုးရိမ်သည်ဟု၎င်းအထူးသဖြင့်လေချောင်းမှဘုံကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်းလူအခွင့်ရေးချိုးဖောက်မှုများရှိနေခြင်းတို့ကရိန်ဂျာများနှင့်အခြားသောလူနည်းစုများအပါအဝင်မြမပြည်သူများအတွက်အတူအယောင်ရွေးကောက်ပွဲတွင်ပါဝင်နိုင်စေမည့်အခြေအနေမရှိတဲ့ကဲ့သို့ဘေးကင်းလုံခြုံစွာမဲပေးနိုင်ွင့်အခွင့်အရေးလက်ရှိနိုင်မည် မဟုတ်ကြောင်းယင်းမှအခြေခံကြသည့်အချက်များအဖြစ်ပါဝင်တည်ဟုတိရှိရသည်ထို့ပြင်စေအုပ်စုမှနိုင်ငံ၏နယ်မြေအများစုနှင့်နိုင်ငံရေးပါတီများကိုခြံလှပ်ကအတူအယောင်ရွေးကောက်ပွဲအားတစ်ဖက်သက်စီစဉ်ရန်ကြိုးပမ်းနေသည့်အပေါ်နှင့်အလွန်မင်းစိုးရိမ်တည်ဟု၎င်းအထူးသဖြင့်2021ခုနှစ်ဖေဖော်ဝါရီလတွင်ဖြစ်ပေါ်ခဲ့သည့်မတမတရားစစ်အာဏာသိမ်းမှုအားတရားဝင်မှုရှိစေရန်အတူအယောင်ရွေးကောက်ပွဲကျင်းပမည့်အပေါ်ကန့်ကွက်ရှုံ့ချတည်ဟု၎င်း ထိုတို့တော့အတုရောင်ရွက်ောက်ပွဲသည့်လွတ်လပ်၏တရားမြတ်သားမှုရှိနိုင်မည်မဟုတ်ဟူ၍၎င်းစေအုပ်စုမှလေချောင်းတိုက်ခိုက်မှုများဖြင့်အယက်တန်းပြည်သူများကိုတပ်ပြတ်နေသည့်အကြားကအတူရောင်ရွေးကောက်ပွဲကျင်းပခြင်းမှလွတ်လပ်တဲ့ညှပ်သား၍အားလုံးပါဝင်သည့်ရွေးကောက်ပွဲတတ်မှတ်ချက်နှင့်ကိုက်ညီတော့အခြေအနေမဟုတ်ဟူ၍၎င်းထို့ပြင်အားလုံးပါဝင်သည့်နိုင်ငံရေးတွဲဆုံဆွေးနွေးမှုမရှိဘဲအတူရောင်ရွေးကောက်ပွဲကျင်းပသည့်ဤအပေါ်ကြီးစွာစိုးရိမ်ရသည်ဟု၎င်းစာတီဖြင့်ဏိဒန်းစာပိုက်များနှင့်အေးအေးယူဆောင်ရွက်ချက် စာရစာပိုက်နှစ်နေရာလုံးတွင်ထည့်ပင်းရေးသားထားကြောင်းသိရတယ်။ဆိုမူကြမ်းကိုအတီးပြုဆုံးဖြတ်ရတွင်ယခင်နှစ်များနီးတူမဲမခွဲပဲတူညီဆန္ဒဖြင့်သာအတီးပြုဆုံးဖြတ်ခဲ့ကြောင်းအတီးပြုခဲ့သည့်အဆိုပါအဆိုမူကြမ်းအမြင့်ဆောင်စီ၃မြင့်ဆောင်80မြင့်ဆောင် L 32မြင့်ဆောင် REV တင့်တွင်မြန်မာနိုင်ငံရှိရွန်ဂျာများနှင့်အခြားသောလူနည်းစုများအတွက်တာဝန်ယူမှုရှိစေရင်းနှင့် မြန်မာနိုင်ငံတွင်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်သွားရောက်နိုင်ရေးရွေချက်နှစ်မျိုးလုံးအတွက်ဖော်ဆောင်ပေးသည်ဟုတမ်ပတ်ကြီးဦးကျော်မိုးထွန်းကရှုမြင်ပြီးအစိုးမူချမ်းတွင်မိမိတို့၏အဓိကကြတော့စိုးရင်ပူပန်ချက်များကိုထည့်သွင်းဖော်ပြထားသည့်အတွက်လဲကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုထားသည်ရင်းပြင်စေုပ်စုမှကျေးရွာများအားနေရာအနှံ့မီးရှို့ဖျက်ဆီးခြင်းအတင်းအကျပ်နေရဆွန့်ခွာစေခြင်းနှင့်အရတားပြည်သူလူထုတရက်လုံးပေါ်တွင်စနစ်တကျအကြောက်တရားရိုက်သွင်းခြင်းစသည့်လောက်ရများဖြင့် ၎င်းတို့၏အကြမ်းဖက်မှုများကိုစိုးစိုးဝါးဝါးပြင်းပြင်းထန်ထန်အရှိန်ဟုန်မြင့်တင်လာသည့်အချက်ကိုအစိုးမူကြမ်း၌မှန်ကန်စွာထည့်သွင်းဖော်ပြထားကြောင်းမြန်မာနိုင်ငံတွင်စီးပွားရေးနှင့်ကြဆင်းဆုပ်ယုပ်နေသည့်လူဦးရေ၏ထက်ဝက်ကျော်မှဆင်းရဲနွမ်းပါမှုတတ်မှတ်ချက်အောက်သို့ရောက်ရှိနေတရားဥပဒေစိုးမိုးရေးကလည်းပြိုလဲကအကျင့်ပြတ်ခြံစားမှုများဒါတိုးပွားလာပြီးစေအုပ်စုမှ အကျိုးခံစားနေသည့်ပြစ်ဒဏ်ကင်းလွတ်ခွင့်ကကျယ်ပြောတည်ထက်ကျယ်ပြောနဲ့နဲ့တည်ထက်နဲ့နဲ့လာနေသည်ဟုတာမတ်ကြီးကထောက်ပြတယ် စီယောစုနှင့်၎င်းတို့၏အစွဲအပွားလက်ဝဲခံများအနေဖြင့် online လိန်လေဂိုင်းများနှင့်လည်းနှင့်လူ online လိန်လေဂိုင်းများနှင့်လူနှင့်မွေးစေဝါကုန်ကူးမှုများအပါအဝင်နေဆက်ဖြတ်ကျော်မှုများများအတွက်လုံခြုံသည့်ခိုးလုံရရက်ဝင်းများပုံမကျပြန့်လာစေရန်ဖန်တီးလောက်ပိုင်ပေးလေရှိကြောင်းနေသက်ဖြတ်ကျော်မှုကင်းများဤကြီးမားသောနောက်ဆက်တွဲဆိုးကျိုးများသည့်မိမိတို့၏အိမ်နီးချင်းနိုင်ငံများဒေတာတွင်းနှင့် data တွင်းနဲ့ data တွင်းကိုကြော်လို့ရအခြားသောနေရာ data အနှံ့တို့ပါကူးဆက်ပြတ်မွားกว่าနိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးဖို့ဖြင့်ချင်းချောင်းနေပြီးဖြစ်ကြောင်းတမ်မတ်ကြီးကဆက်လက်ပြောဆိုတယ်မြန်မာနိုင်ငံနှင့်အခြားသောနေရာများတွင်ဖြစ်ပေါ်နေသည့် online လိမ်လည်မှုများနှင့်အခြားသောနေဆက်ဖြတ်တော်မှုခင်းများအပီးတိုင်ပပျောက်ဇင်ရန်ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုက်အဝန်းထံမှရှိနိုင်ဆောင်ရွက်မှုရှိ၍ပုံမှန်ထိရောက်သောလှုပ်ဆောင်ချက်များလိုအပ်နေကြောင်းစေအောင်စုကမူ၎င်းတို့ကျူးလွန်သည့်ကြီးလေသောရာဇဝတ်မှုများအား ဖုံးဖိဖြတ်ဖြတ်ရန်နှင့်တာဝန်ယူမှုတာဝန်ခံမှုမှရှောင်လွှဲရန်အတူရောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်အားစီစဉ်လျက်တရားဝင်မှုရရှိနိုင်ရေးမတရားဆက်လက်ကြိုးပမ်းနေကြောင်းတာအမတ်ကြီးကအတိပေးပြောဆိုထားသည်စစ်တပ်ကမြန်မာပြည်သူများ၏ဆန္ဒအလင်းမပါဝင်သောမတမာတိလုပ်ငန်းစဉ်ကိုနောက်ဆုံးလက်နက်တစ်ဖွဲ့အတုံးချကနိုင်ငံတကာအတိုင်အဝန်တစ်ခုလုံးအားလှည့်ပြားရန်ကြိုးစားနေကြောင်းပြည်တွင်း၌နေထိုင်လျက်ရှိသောပြည်သူများအထူးသဖြင့်အမှုပညာရှင်များအနေဖြင့်တစားကံဖြစ်ကဖိအားပေးခံရပြီးစေအုပ်စု၏အတူရောင်ရွက်ောက်ဝက်ဆိုင်ရာ ဝါရဖြန့်ချီရဲ့အစီအစဉ်များတွင်မျက်နှာပြပေး၍အတုံးချကနေရသည့်အပေါ်ကြေကွဲဝမ်းနေရကြောင်း၎င်းကကုလတော်ကနေပြောဆိုတယ်စေအုပ်စုဤတရားမဝင်မှုအမြင်သာစေနိုင်သည့်စာသားများပါဝင်လာသည့်အပေါ်ကြိုးစို့သည့်တပြိုင်နက်စေအုပ်စုစီစဉ်နေတော့အတူရောင်ရွေးကောက်ပွဲအပြင်းထန်စွာကန့်ကွက်ပယ်ချရန်အဖွဲ့ဝင်နိုင်ငံအားလုံးကိုတာမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုလိုက်ပြီးမြန်မာပြည်သူများမှမိမိတို့၏အနာဂတ်အပြန်လဲရယူနိုင်ရေးနှင့် ဒေတာတွင်းနှင့်ကဘာတလွားပေါ်အပြုတ်တဘောဆောင်စွာအကျိုးပြုနိုင်ပြီးငြိမ်းချမ်းသောအလုံးပါဝင်မှုရှိသောဖက်ဒရယ်ဒီမိုကရေစီတည်ထောင်စုတည်ထောင်ရေးကြိုးပမ်းမှုတွင်နိုင်ငံတကာအတိုက်အဝန်းကအားဖြင့်ပါဝင်အားဖြင့်ပေးနိုင်ရန်တာမတ်ကြီးကထက်လောင်းတောင်းဆိုသည်တဲ့ကဲဒါကတော့တည်င်းတဲမှာပါတဲ့အတိုင်းဒီနေရာမှာကျွန်တော်တခုပြောချင်တယ်အဲ့ဒီမှာကျွန်တော်တို့နိုင်ငံလက်မခံတဲ့စာရာတခုပါတယ်ဒါကတော့ Ranger ဆိုတဲ့စာရာနော်ဒီနေရာမှာရခိုင်အများစုက NG ကို အဲဒီ ranger ကိစ္စနဲ့ပတ်သက်လို့အဖြစ်ပြောနေတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့တွေကနေရာတကာကိုပေါင်ချပြီးတွားလို့မရပါဘူးလက်ရှိစစ်အရေးကိုအနောက်အုပ်စုကအတန်ထွက်လာဖို့အတွက်သူတို့ကဘာကိုကြိုက်လဲသူတို့ဘာကိုလိုချင်လဲဆိုတာကိုကျွန်တော်တိဖို့လည်းလိုအပ်တယ်နောက်တစ်ခုကကျွန်တော်တို့တိုင်းပြည်အတွက်ဘာတွေပေးရမှာလဲကျွန်တော်နိုင်ငံသားမဟုတ်တဲ့လူတွေကိုစီစစ်ဖို့အတွက်ကျွန်တော်နိုင်ငံမှာ1980နှစ်နိုင်ငံသားအဲ့ဥပဒေရှိတယ် အဲ့ဒီဥပဒေနဲ့ညီတဲ့သူကိုနိုင်ငံသားဖြစ်ခွင့်ပေးတယ်ဆိုတာဒေါ်ဆန်းစုကြည်ကိုယ်တိုင်ပြောခဲ့ပြီးသားเนาะဒါကြောင့်မလို့ဒေါ်ဆန်းစုလက်ထက်မှာစေယုံနေစာတင်ရောင်းနေပြန်လဲဒူတော်ရေးစင်တာတွေဖွင့်ထားတယ်လာတဲ့ကြိုးစုံမယ်လေဟဲ့တော့ကဘာပြောရမလားလာကြိုးစုံပေးမယ်ဒါပေမဲ့ငါတို့နိုင်ငံမှာငါတို့နိုင်ငံဥပဒေရှိတယ်နိုင်ငံတိုင်းမှာနိုင်ငံသားဖြစ်ခွင့်ဥပဒေဆိုတာရှိတယ်မြန်မာပြည်မှာမဟုတ်ဘူးအဲ့တော့နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့မကိုက်ညီတဲ့ဒူတွေကိုငါတို့လက်ခံပေးလို့မရအောင်ဟဲ့တော့ကဘာကြီးပါပြောဘာပြောလို့မရတော့ဘူးအဲ့ဒါကိုကျွန်တော်တို့တဘောပေါက်ဖို့လိုအပ်တယ် အာမရဘူးမတည်ဘူးမလုပ်ဘူးမဆက်ဆံဘူးမပတ်တဲ့အောင်ဒါပဲ on နေလို့မရပါဘူးအဲ့ဒါနဲ့ကျွန်တော်တို့ကိုယ့်ဘက်ကလည်းမျက်စိမပြတ်ကြည့်နေဖို့လိုအပ်တယ်ဘယ်နေရာမှာဘာဖြစ်နေလဲဘယ်နေရာမှာဘာဖြစ်နေလဲဒါကိုလည်းကျွန်တော်ကြည့်ဖို့လိုအပ်တယ်ဘာဖြစ်လို့ကျွန်တော်ဒီစကားပြောတာလဲဆိုတော့တခါကြည့်ရင်ရန်တူကိုလည်းကျွန်တော်ပြုံးပြပြီးလဲဆိုရင်နှုတ်ဆက်တင်နှုတ်ဆက်ပါလေဗျဒါကိုကျွန်တော်တို့တွေအနှက်ပါရှိဘူးလို့တခါကြည့်ရင်ချို့တော့စကားတွေကကျွန်တော်တို့တွေလူမှုကွန်ရက်ပေါ်မှာမပြောပြတာကောင်းတယ် မပြောပြတဲ့ဟာတွေအများကြီးရှိတယ်ကျွန်တော်တို့တည်ထားတာဟာတွေမပြောပြတဲ့ဟာတွေအများကြီးရှိပါတယ်ဒါပေမဲ့ပြောတင်ပြောထိုက်တဲ့အရာတွေကိုမှကျွန်တော်တို့ပြောတာပါဒါတော့ဆိုရင်ဘိုင်းနိုင်ရှိတဲ့တူတူဆိုရင်တဘောပေါက်မှထင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီစကားကိုကျွန်တော်အခုတည်းဟိုအကြိမ်မဲ့ဘာလို့ပြောရလဲဆိုကျွန်တော်တို့တွေစီးလုံးညီညွတ်မှုလိုအပ်တယ်အဲ့ဒီစီးလုံးညီညွတ်မှုအားအသာရှင်ဒီပုံရံတူကိုကျွန်တော်ဖြိုနိုင်ပါကျွန်တော်တို့တွေမစီးလုံးတည်း၍ကျွန်တော်တခါလည်းပြောမယ်နော်ခင်ဗျားတို့စင်ရင်ပီဒီရဲ့ဘယ်လောက်ဖော်ဆောင်ဖော်ဆောင်နိုင် အာရခိုင်ရင်ဘလောက်ပေါ်ဆောင်မဆိုင်ကရင်ရင်ဘလောက်ပေါ်ဆောင်မဆိုင်ကြိုက်တဲ့အင်အားကြီးလက်နက်ကင်ဘလောက်ပဲစည်ရင်ပေါ်ဆောင်နိုင်မစီကျွန်တော်တို့တနိုင်ငံလုံးအင်အားစုအလုံးညီညွတ်စွာမစည်းလုံးနိုင်တဲ့၍ဘယ်တော့မှခင်ဗျားတို့စစ်အာဏာရှင်ကိုမနိုင်ဘူးအဲ့ဒါသိကြတယ်ကျွန်တော်တို့တိုင်းသားလူမျိုးအလုံးပြည်သူအလုံးအခုလိုစည်းလုံးညီညွတ်မှုရဖို့ဆိုတာတတလုံးမရှိခဲ့ဘူး62မှာလည်းမရှိခဲ့ဘူး62မှာအာဏာသိမ်းတဲ့အချိန်မှာတချို့တဲ့ဒေသတွေအာဏာသိမ်းမှန်းတော့မတည်ဘူး နော်တမလာကြီးအိမ်ကပဲပြစ်ခတ်မှုလေးနေနေဖြစ်ပြီးတော့ပြီးွားတယ်အာနာသိမ့်မှုကဘာမှမသိလိုက်ဘူးအေးစေးအာနာကိုရယူကနောက်တစ်ခုရှိတာကအာနာကိုစစ်တပ်ကိုလွှဲပေးလိုက်တာနော်88မှာအာနာသိမ့်တယ်ဒီလိုပဲပြစ်ခတ်မှုတွေဖြစ်လိုက်တယ်တလားကျော်လောက်ပဲဖြစ်လိုက်တယ်ဟုတ်တယ်မလားတလားကျော်နှစ်လလောက်ပဲဒီလောက်ဖြစ်လိုက်ပြီးတော့ပြီးွားတာပဲအကြောင်းသားတွေကြတော့ခေါ်ွားတယ်အဲပုံမှန်လေပတ်ပြီးတော့ဘာဖြစ်သွားတိုင်းမီယာအေးဆေးပဲအခုလို social media ခက်လဲမဟုတ်တဲ့အတွက်တွေ့ရတွေ့ရတွေ့ဒေတာတွေမှာအေးဆေးပဲအကြောက်တရားနေနဲ့ရွာတဲ့တော့ဒစိမ့်ဝင်တိုင်း ရေတွင်းနဲ့အစိတ်ခတ်မှားလို့ဘာလို့ညာလို့အတက်မတော်တာလင်းတိုင်းပြည်ရဲ့ကက်တီရှင်ပုံစံမျိုးနဲ့ဂျင်းတွေထည့်ပြီးတော့လှုပ်သွားတာပဲအခုလို့အင်အားညီညွတ်မှုမျိုးကိုကြားဘူးလားကျွန်တော်တို့တက်တက်ကျွန်တော်တို့အဖေအမေတွေတက်တက်ကျွန်တော်တို့အဖိုးအဖွားတွေတက်တက်ကြားဘူးလားနော်မကြားဘူးအဲ့တော့ဒီညီညွတ်မှုမျိုးကိုကျွန်တော်တို့ကပြိုပြက်စင်မဲ့စကားမျိုးပြိုပြက်စင်မဲ့လုပ်ရမျိုးမလုပ်ပါဘူးအဲ့ဒါလုံးဝလုံးမိနေဆိုရင်အဲ့ဒီလူကတော်လိုင်းကိုတန်ဖိုးမထားလို့ပဲ ဒါလေးကိုအားလုံးတည်စေခြင်းတယ်ဒါကြောင့်မလို့ဘာလူမျိုးဘာဘာသာဖြစ်ဖြစ်ကျွန်မကျင်နှက်ချက်တွေကိုကျွန်တော်တို့ကကျွန်တော်တို့ဆွေးနွေးလို့ရတယ်ကိုစီနဲ့ပတ်သက်လို့မကျင်နှက်ရှိတယ်လာပါအချင်းချင်းပဲမင်းနဲ့ပေါင်လိုက်တမန်ငါလာမင်းနဲ့ငါနဲ့ဖုံးဆက်ပြီးပြောမယ်ဟောမင်းအဲ့ဒါပြောတော့မင်းလွန်လေကွာဟောမင်းဘလို့လဲပြောလို့ရတယ်အချင်းချင်းဒါပေမဲ့ဒါတွေကိုကျွန်တော်အခုကျွန်တော်မကျင်နှက်လို့လိုင်းပေါ်တင်ကျွန်တော်လည်းမခံနိုင်ဘူးပြန်ပြောမယ်ဘာဖြစ်ကုန်ကြာဟမ်ရန်သူဝမ်းတာတယ်ဒါကိုတိဖို့လို့ဒါကြောင့်မလို့ကျွန်တော်တော်လန်ရင်ပဲအချမ်းနဲ့ပတ်သက်လို့ကျွန်တော် reaction လောက်တာတွေ့လား မလွဲတာတဲ့သူကိုကိုယ်တိုက်ခိုက်လာမှလားကျွန်တော်ထွက်စော်တာသူကသူကြိုက်တဲ့အဖြစ်လုပ်စီအဲ့ဒါဒီတီသူဆုံးဖြတ်သွားလိမ့်မယ်ကိုစီကောင်းမကောင်းကိုကိုစီထောက်ဖို့လုပ်နေတယ်မောင်ဖြူထောက်ဖို့လုပ်နေမောင်နေထောက်ဖို့လုပ်နေမောင်ဝါထောက်ဖို့လုပ်နေဟာဒီကဒီလူကမကောင်းဘူးဆိုရင်ပြည်သူကဆုံးဖြတ်သွားလိမ့်မယ်အဲ့ဒါကိုချင်းချင်းပြောလို့မရဘူးပြောရင်အမုန်းတရားတွေနဲ့သူ့လူကိုလူပတ်တွေအင်အားတွေကွဲဝုံမဖတ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကာလမှာညီညွတ်စွာနဲ့ရန်သူကိုတုတ်ပြန်ကြမယ်။ဘုံရန်သူပြိုလဲဝိုင်းအားလုံးဟာ အေးစစ်စစ်လူစကားပြောလို့ရဘာဖြစ်လို့လဲတော်လှန်လဲဆိုတဲ့ကလူလိုအတိတရားရှိလို့လေဟုတ်တယ်နော်လူလိုအတိတရားရှိတဲ့လူတွေကဘလို့ဖြစ်ဖြစ်လူလိုညှိနှိုင်းလို့ရတယ်လူလိုအတိတရားမရှိတဲ့ကောင်တွေကျွန်တော်တို့ကအရင်ရှင်းမှရမယ်ဒါကိုအားလုံးသဘောပေါက်ဖို့လိုအဲ့တော့ကဘာကြီးကလှုပ်လာတာရွေးလှုပ်လာမှာနော်လှုပ်လို့ရပြီလှုပ်လို့ရပြီအဲဒါဆိုနဲ့ဖုတ်ချစ်ပေါင်းပြီးလှုပ်လို့ရတာမဟုတ်ဘူးနော်အခုဟာကဘာဖြစ်လဲဟမ်တိလား ငြိမ်ပြီးမှိန်ပြီးလှုပ်ခဲ့တဲ့ကောင်တွေပြည်တွင်းမှာဒုက္ခမျိုးစုံပေးခဲ့တဲ့ကောင်တွေဟိုကအမေရိကန်တခွန်းမအော်ရသေးတဲ့မျက်နှာလေးဇီးဝင်နဲ့ကြက်တုတ်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 နဲ့ဟမ်ဒါအောက်ကဘောမတွေကဘူးမတိဘမ်းတိအပေါ်မှာဘာဖြစ်နေလဲမသိဟမ်အော်တနာဖို့လည်းကောင်းတယ်တိလားအဲ့တော့ကျွန်တော်တို့နိုင်ငံရေးဆိုတာကဘယ်လိုဆက်လာအောင်မလဲတော့မသိဘူးလောလောဆယ်မှာတော့ကျွန်တော်တို့ဘက်ကတိတာလွန်အင်အားဖြစ်နေတယ်ဆိုတော့လူတိုင်းတိပြီးထင်ပါတယ်ဟုတ်ကဲ့ပါ